စိတ်ဆင်းရဲကြတယ်စိတ်တွေပူလောင်ကြတယ်ပင်ပန်းကြတယ်ဆိုတာကိုယ့်ရဲ့စိတ်ကိုနှီးမှလမ်းမှမဆုံးမနိုင်ကြလို့စိတ်တွေဘာကြောင့်ဆင်းရဲတာတော့စိတ်တွေဘာကြောင့်ပင်ပန်းတာတော့ကိုယ့်ရဲ့စိတ်ကနှီးမှလမ်းမှမဆုံးမနိုင်တဲ့အခါမှာကြံထမ်းမှုရိုင်းဆိုင်မှုတွေဖြစ်နေလို့ဒီစိတ်ကဆင်းရဲတော့စိတ်ရိုင်းနေစိတ်တွေကြမ်းနေဆိုတာ ဘာပြောတာတော့ဆွဲမဲ့မှုຢာကနဲ့တကွာဖြစ်တဲ့စိတ်မကြည်နက်မှုဒေါသနဲ့တကွာဖြစ်တဲ့စိတ်အမှန်တရားကို မသိမှုမောဟနဲ့တကွာဖြစ်တဲ့စိတ်ဒီစိတ်တွေကိုဒါရိုင်းဆိုင်နေကြံထန်းနေလို့ပြောတယ်အလိုရင်မဲ့တွေတိတ်ကြီးလာရင်စိတ်ကရိုင်းနေပေါ့နော်မကြည်နက်မှုဒေါသတွေကြီးလာပြီဆိုရင်စိတ်ကရိုင်းနေမာနတွေမနာလိုမှုတွေဝန်တိုမှုတွေ ဒါတွေဖြစ်လာလို့ရှိရင်ဘုံတို့စိတ်ရိုင်းဆိုင်သွားတယ်ဆိုတာတိတိကျကျစဉ်းစားကြည့်ရင်သိနိုင်တယ်စိတ်ကရိုင်းပြီဆိုလို့ရှိရင်မနောကအတွေးတွေကလည်းရိုင်းလာတယ်ဝစီကံအပြောတွေကလည်းရိုင်းလာတယ်ကာယကံအပြုအမူတွေကလည်းရိုင်းလာတယ်ဒါမဲ့ဘုံတို့တွေကကာယကံမှုဝစီကံမှုတွေရိုင်းလာမှအော်ဒီလူတော်တော်ရိုင်းမှလားလို့သိရတယ်နော်အဲ့ဒီရိုင်းဆိုင်မှုရဲ့ နောက်ွယ်ကနေကြိုးကန်ပြီးတော့အဓိကအကြောင်းတရားကြီးအဖြစ်နဲ့เนาะဖန်တီးနေတဲ့စိတ်ရဲ့ရိုင်းဆိုင်မှု မမြင်ဘူးဟုတ်လားတကယ်တမ်းကအဲ့ဒီစိတ်တွေရိုင်းနေလို့ဘုံမလို့ရဲ့စိတ်ကမချမ်းသာအဲ့ဒါကိုနီးမှန်လမ်းမှာဘုံမလို့တွေကလူချင်းမမိုးเสียအာယုံနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုယာကမဖြစ်အောင်ဆုံးမပေးဟုတ်လားမကျင်တတ်เสียအာယုံနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုဒေါသမဖြစ်အောင်ဆုံးမပေးမေတ္တာဖြစ်အောင်နော် ဘလို့အာယုံနဲ့ပဲတွေ့တွေ့အမှန်တရားကိုသိအောင်မြင်အောင်ငါစ조사မဲ့ဟဲ့ဒါစိတ်ကိုဆုံးမအဲ့လိုမျိုးအာလောဘတက်တည်းအာဒေါသဆိုတဲ့မေတ္တာတက်တည်းအာမောဟဆိုတဲ့ပညာတက်တည်းဘုံတို့တန်တာမှာဖြစ်အောင်လှုပ်တာကိုဒါစိတ်ကိုဆုံးမလေလို့ခေါ်တယ်ဒီနေ့အဖြစ်ယာယိနေတဲ့စိတ်ကိုယဉ်ကျေးအောင်လှုပ်လိုက်တာချမ်းနေတဲ့စိတ်ကိုနုညံ့အောင်조사တာပေါ့အဲ့လို조사နိုင်တာနဲ့မြတ်ဘုံတို့ရဲ့စိတ်ဟာ တဖြည်းဖြည်းနဲ့ဆင်းရဲဒုက္ခနေပါပြီတော့ချမ်းသာမှုရတယ်။ဒါမြတ်စွာဘုရားကအတိအလင်းစိတ်ကိုစုံမနိုင်လို့ရှိရင်ချမ်းသာမယ်လို့ဟောထားတယ်။ဘုန်းတို့ဓမ္မပဒပါဠိတော်စိတ်တဝတ်ထဲမှာဒုံနိဂဟတလဟုနောယထာကာမနိပါတိနောစိတ်တတဓမ္မထောတာတုစိတ်တံတန်တံဒုက္ခဝဟ။နော်တချို့ဒီကဒါလေးရလိမ့်မယ်နော်။ဒုံနိဂဟတ နှိမ်နှင်းမှုရခဲရင်သောလဟုနောအလွန်မြန်ဆန်သောသဘောရှိသောယထကမ္မနိပါတိနောအလိုရှိရာအာယုန်တို့သို့ကြာရောက်ခြင်း၌ကြာရောက်တတ်တဲ့သဘောရှိသောစိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရားသုံးမျိုးပြောတယ်။စိတ်ဆိုတာနှိမ်နှင်းမှုခက်တယ်ဆုံးမဖို့ခက်တယ်အလွန်လဲမြန်ဆန်တဲ့သဘောရှိတယ်။ရောက်ခြင်းတဲ့နေရာကိုစီးမရှိကမ်းမရှိရောက်တော့တတ်တဲ့သဘောလည်းရှိတယ်။ နှိမ်နှင်းဖို့ခက်လွန်းလို့ဒီစိတ်ကိုမနှိမ်နှင်းဘဲနဲ့ပြစ်ထားမယ်ဆိုရင်တော့ तू ကကောင်းနိုင်ပေါ်ရမှာရှိခက်ခဲပေမဲ့လို့အဲ့ဒါကိုငါမဖြစ်ဖြစ်အောင်ဒီစိတ်ကိုစုံမမယ်ယဉ်ကျေးအောင် လုပ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကိုနှီးမှလမ်းမှစုံမနိုင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တတ္တဓမ္မထောတာတုနော်စိတ်ကိုစုံမခြင်းဟာကောင်းတယ်ဘာဖြစ်လို့တော့စိတ်တန်တန်တန်ဒုက္ခဝဟန် ်တန်ဆုံးမသဖြင့်ယဉ်ကျေးသောစိတ်တန်စိတ်တည်ဒုက္ခဝဟံချမ်းသာဒုက္ခကိုပေးနိုင်တယ်။ဒါပဲเนาะအဓိကချက်ကဒီဃာထာလေးကိုအချမ်းမြင်လေးကိုယ်စိတ်ထဲမှာအတိပဲကိုပိုင်ပိုင်နိုင်နိုင်ကြုံမိငုံမိနားလည်နိုင်ရစိတ်ဆိုတာနှိမ်နှင်းမှုခက်တဲ့အလွန်မြန်ဆန်တဲ့သဘောရှိတယ်ရောက်ချင်တဲ့နေရာကိုရောက်တတ်တဲ့သဘောရှိတယ်အဲ့ဒီလိုစိတ်ကိုစုံမနိုင်မယ်ဆိုရင်အလွန်ကောင်းတယ်ဘာကြောင့်လဲ ဆုံးမလို့ယဉ်ကျေးပြီဆိုရင်ဒီစိတ်ကချမ်းသာဒုက္ခကိုပေးနိုင်လို့ဘုရားဘုန်းတို့လိုလားတောင်းတတဲ့ချမ်းသာဒုက္ခကိုရကျင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကြင်ထန်းနေတဲ့စိတ်တွေကိုနူးညံ့သွားဖို့ရိုင်းဆိုင်နေတဲ့စိတ်တွေကိုယဉ်ကျေးသွားဖို့နိမလမှာမလုပ်ကြမလို့ဆုံးမကြရမယ်ပေါ့ဒီဟာဒါလေးကိုဘာကြောင့်မြတ်စွာဘုရားဟောသလဲလူတိုင်းကြားဖို့ရတယ်မြတ်စွာဘုရားလက်ထက်ကမာတိကမာတာဆိုတကမာကြီးသူနေတဲ့ရွာကိုရဟန်းတော်၆ကျိတ် တရားလာပြီးတော့အထုတ်ကြအဲ့ဒါကမှရပစ္စည်းလေးပါအဝင်ယူပြီးတော့နော်ယဟန်တော်တွေကိုလှူဒန်းပြီးတော့နေတာနောက်တော့ယဟန်တော်တွေပေးတဲ့တရားကို तू ကအထုတ်ပြီးတော့ယဟန်တော်တွေအရင် तू ကတရားတို့တရားမြတ်ကိုရတယ်တရားတို့တရားမြတ်ကိုရတဲ့နေရာမှာ तू ကတကိုးအဋ္ဌိဘတ်နဲ့မှတွဲပြီးတော့ရတယ်တဲ့ယဟန်နေရဲ့စိတ်ကိုသူကအေးအနေပြီးတော့ကြည်ရင်းနဲ့အကုန်သိတယ်မြင်တယ်အဲ့ဒါကြောင့်ယဟန်နေရဲ့လိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်တဲ့အတွက်ကြောင့်အဲ့ဒီယဟန်တော်တွေဟာဝါတွင်း၃လအတွင်းမှာသူတို့လည်းပဲယဟန်တာဖြစ်ကြတယ်။ဒါသူတို့ယဟန်တာဖြစ်တာဒီဒကမာကြီးရဲ့ကြီးစုမကင်းဘူးနော်။နောက်တော့အဲ့ဒီယဟန်တော်တွေကနေတဆင့်ဒီဒကမာကြီးရဲ့ဂုံတရင်ကမြတ်စွာဘုရားနားတော်ထိရောက်တယ်။အော်အလွန်တော်တယ်ဒီဒကမာကြီးကယဟန်တော်တွေရဲ့လိုအပ်ချက်ကိုသူ့ရဲ့စိတ်နဲ့သိပြီးတော့ဖြည့်စည်းပေးနိုင်တယ်လို့ဒီတရင်ကအလွန်မှွေးတယ်ပေါ့။အဲ့ဒါနဲ့အညတရယဟန်လေးတစ်ပါးကငါလည်းအဲ့လိုဆိုလို့ရှိရင်အဲ့ဒီဒကမာကြီးရှိတဲ့နေရာကိုသွားပြီးတော့ တရားဓမ္မများကြိုးစားရမယ်ဆိုရင်တော့မြင်မြန်ဆန်းဆန်းတရားထုတ်တရားမြတ်ရမှာပဲရှုပြီးတော့သူသွားတာဟိုရောက်တဲ့အခါကျတော့သူ့ရဲ့စိတ်ကိုဒကမာကြီးကသိနေတယ်သူကဖြိုရည်လေးတောက်ချင်းလေးဆိုရင်ဖြိုရည်ရောက်လာတယ်အင်းကျောင်းကလည်းညစ်ပတ်နေတာအတန်ရှင်းမဲ့လူလေးရောက်ရင်ကောင်းမယ်ဆိုတော့တန်ရှင်းရင်သမားရောက်လာတယ်နောက်နေ့ဆွမ်းကန်သွားဖို့အာခီးပန်းလာတယ်ဆွမ်းလေးမြတ်လာပို့ရင်ကောင်းမယ်ဆိုဆွမ်းလာပို့တဲ့လူရောက်လာ အဲ့ဒါနဲ့ဒီဒကမာကြီးတော့သူများစိတ်သိတယ်ဆိုတာအဟုတ်ဖဲနဲ့တူတယ်ဆိုတော့ရောက်လာတဲ့အခါကျတော့သူကမေးကြည့်တဲ့အခါကျတော့ဒကမာကြီးကတဲ့တယ်တော့မပြောဘူးသူများစိတ်သိတဲ့လူတွေကဒီလိုပဲလုပ်ကြတာပဲဖေဟာကျုပ်ကသူများမေးတာမဟုတ်ဘူးဒကမာကြီးကိုမေးတာဒကမာကြီးသူများစိတ်သိသလားဒါမမစင်ဘယ်နဲ့ကြောင့်မမေးသိမမေးတိုက်တာတွေကိုမေးနေရတာတော့သူများစိတ်သိတဲ့လူတွေကဒီလိုပဲလုပ်ကြတာပဲဆိုတော့ဒါတွယ်ဝိုက်ပြီးတော့ဝန်ခံလိုက်တာပါနော် အဲ့ဒီလိုနှစ်ဖူးတွေဒူးတွေတွေ့သွားပြီသူ့စိတ်ကိုဒီဒကမာကြီးတိပြီတိသွားတယ်ဆိုတာကိုလည်းတိလိုက်ရောဒီရန်လေးကမနေရတော့အဘလိုတော့ပုထုဇဉ်ဆိုတာတင့်တော်တာကိုတွေးတာရှိတယ်လို့မတင့်တော်မတင့်တော်တာကိုလည်းတွေးတာပဲလေအဲ့တော့ငါသာတကယ်လို့မတင့်တော်တာတွေတွေးနေရင်ခိုးတော့ခိုးတယ်နဲ့တကွာနော်တခိုးလူမိတယ်လို့ငါတော့ကောင်းကောင်းရှက်ကွဲမှာပဲအဲ့ဒါနဲ့ဘလို့မှတအားလို့မရဘူးမြတ်စွာဘုရားရှိခိုးအကြောင်းတော်ကိုပြန်ပြီးတော့ပြေးလာတယ် ဲ့ဒါမြတ်စွာဘုရားအကျိုးအကြောင်းမေးတဲ့အခါကျတော့ဒီလိုဒီကြောင့်ပဲဗျာသူ့စိတ်ကိုတိနေတဲ့လူရဲ့ရှေ့မှောက်မှာ तू မနေရဲဘူးဒါပေမဲ့အဲ့ဒီနေရာကိုပြန်သွားမှလည်း तू တရားသူတရားမြတ်ရနိုင်မယ်ဆိုတာကိုမြတ်စွာဘုရားတိမြင်တဲ့အတွက်ကြောင့်အဲ့ဒီနေရာကိုပြန်သွားဖို့တိုက်တွန်းတယ်အဲ့လိုတိုက်တွန်းတဲ့အခါမှာမြတ်စွာဘုရားကဒီဃာထာလေးကိုအဲ့ဒီနေရာမှာ နေရဲဖို့အတွက်နီလံပေးတဲ့အနေနဲ့ဟောလိုက်တာဒုန်နိဂဟတလဟုနောယထာကာမဏိပါတိနော စိတ်တတဓမ္မထောတာတို့စိတ်တန်တန်တန်ဒုက္ခဝဟဒုံနိခာတစိတ်ဆိုတာစုံမဖို့ပိုင်နိုင်ဖို့ကိုယ်အလိုတိုင်းဖြစ်စေဖို့အလွန်ခက်တယ်မနိုင်ဖို့မလွယ်ဘူးเนาะဒီစိတ်ကလဟုနောအလွန်မှလည်းပဲမြန်ဆန်တဲ့သဘောရှိခုဒီနာတောကြဟိုနာခုဒီအကြောင်းရာတောကြဟိုအကြောင်းရာရောက်ချင်ရာရောက်တွေ့ချင်တွေ့ယထာကမနိပါတိနောစီမရှိကမရှိဗယံဗရာရောက်ချင်ရာရောက်တွေ့ချင်ရာတွေ့ပြီးတော့ ဇူးမှလည်းမြင်နိုင်တာမဟုတ်တဲ့အခါကျတော့လွတ်လွတ်လပ်လပ်ကြီးထင်တိုင်းကြစားတတ်တယ်ဒီစိတ်ကဟုတ်လားအဲ့ဒီလိုသဘောတဘာဝရှိတဲ့ဒီစိတ်ကို ဆုံးမနိုင်ပဲဆိုရင်အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တတ္တဓမ္မထောတာထုနောက်စိတ်တတ္တစိတ်ကိုဓမ္မထောယဉ်ကျေးအောင်ဆုံးမနိုင်ခြင်းဒီတာထုကောင်း၏ဘာဘူးလို့တော့စိတ်တန်တန်တန်ဒုက္ခဝဟာဆုံးမလို့ယဉ်ကျေးပြီဆိုရင်အဲ့ဒီစိတ်ကချမ်းသာဒုက္ခကိုပေးမယ်တဲ့အဲ့တော့စောစောကဘုန်းဘုန်းတို့တရားဏိဒံလေးမှာ ော်ဒီစိတ်မယင်ကြည်ဘူးယင်ကြည်တယ်ဆိုတာဘာကိုပြောတာတုံးဆိုတာလေးပြောခဲ့တယ်နော်ဆွဲမဲ့မှုတွေနဲ့မကျေနပ်မှုတွေနဲ့မနာလိုမှုတွေနဲ့ဝန်တိုမှုတွေနဲ့ဒီလိုမျိုးစိတ်ရဲ့အငြိအကြီးတွေနဲ့ရောထွေးပြီးတော့မဖြစ်နေပြီဆိုရင်ဒါဒီစိတ်ကိုရိုင်းဆိုင်နေကြံထန်းနေဒီလိုခေါ်ရတယ်အဲ့ဒီလိုအနေထားမျိုးကဒီစိတ်ကိုပဲပင်ပန်းစေတယ်ဆင်းရဲစေပူလောင်စေတယ်ဟုတ်လားဒါလက်တွေ့ဖုံဖုံတို့နားလည်လို့ရပါတယ်နော် မမုံမှုတွေအားကြီးလာရင်ပူလောင်တာပဲပင်ပန်းတာပဲဆင်းရဲတာဟုတ်လားအဲ့ဒါကိုဖုံးမတို့အကောင့်ထဲဖုံးမယ်ဆိုရင်ပိုးပြီးတော့ဒါပူလောင်လိုက်မယ်ဆင်းရဲလိုက်မယ်ပင်ပန်းလိုက်အဲ့လိုပဲမကျေနပ်မှုဖြစ်လာရင်လည်းပဲဒါစိတ်ရဲ့ပူလောင်မှုဆင်းရဲမှုပင်ပန်းမှုပိုးတောင်းထင်ရှားသေးတယ်ကာယကံမှုဝစီကံမှုနော်ပောက်ကွဲတဲ့အဆင်ရောက်သွားမယ်ဆိုရင်ပိုးပြီးတော့ဒါဖုံးမတို့ရဲ့ဘဝပင်ပန်းလိုက်မယ်ဆင်းရဲလိုက်မယ်နော်ဒါကြောင့်စိတ်ရိုင်းဆိုင်နေဆိုတာဘာလဲပြောခဲ့တယ်နော် လောဘဒေါသမောဟတွေဖြစ်ပြီးဆိုရင်ဒါစိတ်ရိုင်းဆိုင်နေခေါ်ရတယ်။အဲ့ဒီစိတ်ရိုင်းပြီးတော့မှဒါလည်းအတွေးတွေအပြောတွေအလုပ်တွေကတဆင့်မဖြစ်သွားတာတော့ရိုင်းသွားတာ။အဲ့တော့ဘုံမတို့ကနီးမှလမ်းမှဒီစိတ်ကိုလိမ်မအောင်ယဉ်ကျေးအောင်တနည်းအားဖြင့်အဲ့တော့လောဘဒေါသမောဟဖြစ်เสียအာယုန်နဲ့တွေ့လာတဲ့အခါမှာလောဘဒေါသမောဟမဖြစ်အောင်ဟဲ့ဆိုပြီးတော့သူ့ရဲ့နေရာမှာတော့ဆွန့်လွတ်နိုင်မှုတွေအာဒေါသဆိုတဲ့မေတ္တာတရားတွေတဘာဝတရားရဲ့ပုံမှာမမှန်ကန်ကန်သိမြင်နားလည်မှုလို့ဆိုတဲ့ เนาะအမောဟပညာတရားတွေဖြစ်အောင် လုပ်နိုင်မယ်ဆိုရင်ဒါစိတ်ကိုစုံမှတယ်တနည်းအားဖြင့်ဒီစိတ်ကိုယဉ်ကျေးတယ်လို့ပြောရတယ်အဲ့ဒီလိုအနေထားမျိုးကိုဖြစ်အောင် လုပ်နိုင်မယ်ဆိုရင်ဒီစိတ်ဟာဘာလဲတော့ကိုလိုချင်တဲ့ချမ်းသာဒုက္ခကိုပေးမိတယ်လက်တွေလေးဘုံဘုံတို့ဟိုကြိုးပမ်းအားထုတ်ကြည့်တဲ့နေပေါ့နော်ဒါကြောင့်စိတ်ဆင်းရဲပြီဆိုရင်ဒီပြိုင်တဲ့ထဲနားလေထားမှာကအော်ငါစိတ်တွေရိုင်းနေပြီဆိုတာကိုနားလဲရမယ်စိတ်မရိုင်းမဲနဲ့စိတ်ကဆင်းရဲလို့မရဘူးနော် တပုံတို့နားလည်ထားတဲ့ယဉ်ကျေးမှုဆိုတဲ့စကလုံးရဲ့နေပယ်ကျက်ပြတ်မှုကိုလည်းတွေးကြည့်တဲ့နဲ့เนาะတာမမီဘုံတို့နားလည်ထားတဲ့ယဉ်ကျေးမှုဆိုတာကသင်သာမြင်သာရှိတဲ့ကာယကံမှုဝစီကံမှုလောက်ကိုပဲမြင်ကြတာဟုတ်လားတကယ်တကယ်ယဉ်ကျေးမှုအစစ်ရိုင်းဆိုင်မှုအစစ်ကဘယ်မှာအခြေခံနေတာတော့စိတ်ထဲမှာအခြေခံနေတာဟုတ်လားစိတ်ကယိုင်းနေရဲ့အပေါ်ယံဟန်ဆောင်နေတဲ့ယဉ်ကျေးမှုဟာချမ်းသာကိုပေးနိုင်မှာမဟုတ်ဘူးเนาะဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အခြေခံစိတ်ကို မဖြစ်ဖို့လို့တော့ယဉ်ကျေးအောင်ဆုံးမနိုင်ဖို့လို့လေအဲ့ဒါဆိုလို့ရှင်ဒါဘုံဘုံတို့လိုချင်တဲ့ချမ်းသာရမယ်ပေါ့အဲ့တော့ဒီနေရာမှာစိတ်ကိုဆုံးမနိုင်ဖို့ဆိုတာလွယ်သလားဆိုတာမလွယ်ဘူးလို့ဒါမြတ်စွာဘုရားအတီလင်းပြောထားတာပဲလေဒုံနိကဟတနှိမ့်နှင်းဖို့ဆုံးမဖို့ခက်တယ်လို့ပြောထားတာဒါပေမဲ့အဲ့ဒီခက်တဲ့ကိစ္စကိုပဲဘုံဘုံတို့ကဖြစ်မြတ်အောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ဒါကိုလိုချင်တဲ့အကျိုးရလက်ရမှာပေါ့နော်ခက်လို့မလုပ်ဘူးဆိုရင်ပို့ပြီးတော့ဆိုးသွားဖို့ပဲရှိတယ် ဲ့ဒီခက်တာကိုဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ဘုံဘုံတို့စ조사နိုင်ဖို့လိုတယ်ဘာဖြစ်လို့ဆိုတော့ဒီဟာကိုမလုပ်ဘူးဆိုရင်ကိုလိုချင်တဲ့ချမ်းသာမရနိုင်စိတ်ရဲ့ငြိမ်းအေးမှုတတ်တာမှုချမ်းသာမှုဘုံဘုံတို့မရနိုင်ဒါကြောင့်ခက်တော်လည်းပဲဒီဥစ္စာကဖြစ်အောင်လုပ်မှရမယ်ဆိုတဲ့ခံယူချက်နဲ့ယုံကြည်မှုနဲ့နားလည်မှုနဲ့ဒါကိုဖြစ်အောင်ဘုံဘုံတို့ဘာလုပ်ရမလို့စ조사ကြဒါကြောင့်မြတ်စွာဘုရားက မျောမြင်ရှိတဲ့လူတွေအမှန်ကန်သိတဲ့လူတွေဉာဏ်ရှိတဲ့လူတွေကကိုယ့်ရဲ့စိတ်ကိုလိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမဖို့ကြိုးစားကြတာပဲလို့ဒီလိုဟောထားတာလည်းရှိမြတ်စွာဘုရားလက်ထက်ကနော်ပန္တိတသာမဏေဆိုတာကြားဘူးတယ်နော်ကိုရင်လေးနော်ခုနှစ်နှစ်သားလေးနဲ့ရဟန္တာဖြစ်တယ်ဆိုကြားဘူးတယ်နော်ပရတုရဲ့ဥပိ္ပဇေဆရာရှင်သာတိပုတ္တရာနဲ့ကိုရင်ဝတ်ပြီးမကြားသေးပါမကြားခင်ပါပဲမြို့ထဲကိုဆွန့်ခံလိုက်သွားတာလို့ဆွန့်ခံလိုက်သွားတဲ့အခါကျတော့ ဒီចောင်းတော်နဲ့မြို့ရဲ့ကြားထဲမှာလယ်ကွင်းတွေရှိတော့အဲ့ဒီလယ်ကွင်းတွေကိုဖျက်ရတာဟုတ်ဖျက်ရတဲ့အခါကျတော့လယ်ကွင်းတွေထဲမှာလယ်သမားတွေကမြောင်းလေးတွေတွဲပြီးတော့ရေယူကြတာရေသွင်းကြတာဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအလွန်ချမ်းသာတဲ့တထေသားဒါတွေကိုမမြင်ဘူးဘူးအဲ့တော့ရှင်သာရိပုတ္တရာကို မေးတယ်တဲ့အရှင်ဘုရားဒီရေတွေက စိတ်ရှိသလားလို့မေးတယ်အခုလို့မေးတာတော့ဆိုတော့လူကျင်တဲ့နေရာကိုရေတွေကတော့တွင်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 နဲ့စီးလာတာ ဟိုနားလေးလိုချင်ဟိုနားလေးဆွဲသွားရေကလိုက်သွားတာရေကလှုပ်ရှားပြီးတော့လူသွားတယ်လူလိုချင်တဲ့နေရာကိုရေကရောက်နေတာဆိုတဲ့ခါကျတော့သူ့မှာစိတ်မင်းရှိသလားဆိုတဲ့အတွေးနဲ့ကလေးတဘာမှာမေးတယ်။အာကိုရင်ရေမှာ စိတ်မရှိပါဘူးဆိုတော့ကိုရင်ဘာတွေးတယ်ထင်တော့စိတ်မရှိတဲ့ရေကိုတောင်းကိုလိုချင်တယ်လို့လှုပ်လို့ရတယ်ဆိုရင်စိတ်ရှိတဲ့ငါဟာငါရဲ့စိတ်ကိုနော်တမထာတရားဝိပဿနာတရားနဲ့ เนาะလိမ်မာအောင်ယဉ်ကျေးအောင်ဆုံးမတဲ့နေရာမှာဘာကြောင့်ဖြစ်မရအောင်မလုပ်နိုင်ပဲရှိရမလို့အဲ့လိုစဉ်းစားဒါပါရမီလဲပါလို့เนาะအဲ့ဒါနဲ့ဘုံဘုံတို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့အဝင်เนาะဟိုမုတ်ဆိုးတွေလေးသမားတွေဘာလုပ်နေကြတာတွေ့ဆုံးဆိုတော့မြားရံတွေကိုဖြောင်းနေတွေ့။ညမျက်စိတစ်ဖက်မှိတ်ပြီးတော့ကြည်။မီးပဲမီးဘေးမှာမီးဖို့ပြီးတော့ ဒီအပူပေးလိုက်ဖြောင်းလိုက်နော်တိုင်လေးတွေစိုက်ထားပြီးတော့ဖြောင်းအောင်လုပ်တာပေါ့နော်အဲ့တော့ကိုရင်အဲ့ဒါကိုမြင်တဲ့အခါကျတော့မေးပြန်လေရှင်ဗျာတဲ့ဒီဝါရံလေးတွေမှာကိုစိတ်ရှိသလားဝါရံလေးတွေမှာလည်းကိုရင်စိတ်ပဲရှိမှာလို့အဲ့တော့ကိုရင်ကစဉ်းစားပြန်တယ်စောစောကတော့စိတ်မရှိတဲ့ဒီဝါရံကိုတောင်ကိုလိုချင်လို့ဖြောင်းယူလို့ရတယ်ဆိုရင်ငါဟာငါစိတ်ကိုဘယ်နဲ့ကြောင်နော်ဖြောင်းမတ်အောင်ယဉ်ကျေးအောင်အည်သွေးရှိအောင်လုပ်လို့မရပဲရှိမှာလို့ငါဖြစ်အောင်လုပ်မယ် အဲ့ဒီလိုတွေးရအဲ့ဒါနဲ့ဘုံမလို့ရှစ်ဆက်သွားတဲ့အခါကျတော့မြို့ထဲရောက်သွားပြီမြို့ထဲကျတော့အလုံမျိုးစုံလောက်ကြတဲ့အိမ်တွေအကုန်တွေ့ပြီဟုတ်လားအဲ့ဒီမှာဘာတွေ့တော့ဆိုတော့လက်သမားတွေလဲဘင်းတွေလုံနေကြမြင်ကွင်းကအစုံမြင်ရတာပေါ့နော်အဲ့ဒီလက်ဘင်းတွေလုံနေတော့လက်ဘင်းတွေကဘုံတို့တကူတို့ဆိုတာတွေကအကွေးလေးတွေရင်ဆက်မှာဝိုင်းကြီးဖြစ်သွားတာ။အိုးအဲ့ဒါကိုဒီမှာစုတို့စောက်တို့ဓာတ်တို့ပဲကုတ်တို့နဲ့ ရွေကြခုတ်ကြထစ်ကြပြုပြင်ကြဖန်တီးကြဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအရှင်ဗျာဒီတစ်သားတွေမှာကိုစိတ်ရှိလားဗျာကိုရင်တစ်သားမှာစိတ်ပဲရှိမလို့စဉ်းစားပြန်တယ်ဆိုတော့ကလို့ပဲစိတ်မရှိတဲ့အသားဘုံတောင်လူချင်းတို့လှုပ်လို့ရတယ်ဆိုရင်ငါစိတ်ကိုဘယ်နဲ့ကြောင့်ငါဟာတော့သူတို့ကောင်းတရားမှာလိမ္မာကျွမ်းကျင်အောင်အမှန်တရားကိုသိအောင်မလုပ်နိုင်ပဲရှိရမလို့ငါလုပ်မယ်အဲ့လိုစဉ်းစားအဲ့စဉ်းစားပြီးတော့ကိုရင်ကဆုံးဖြတ်ချက်ကိုပိုင်ပိုင်နိုင်နိုင်ချတယ် အရှင်ဗျာတဲ့တပည့်တော်ကြောင်းပြန်တော့မယ်တဲ့နော်သူ့ဖို့နော်ငကြင်းသားလေးနဲ့နော်ဆွံ့ရအောင်လဲဆွံ့ခံခဲ့ပါအောင်လို့ဒီလိုမာခဲ့တယ်ကိုရင်ကနာရှင်သာရိပုတ္တရာလည်းခွင့်ပြုတယ်တူတူပြောကြပါစို့ကိုရင်ကအဲ့ဒီအမြင်တွေအခြေခံပြီးတော့သူ့စိတ်ကိုမစောသောကပြောခဲ့တဲ့ရိုင်းဆိုင်စေတတ်တဲ့နော်ယာကဒေါသမောဟမာနအိတမစီယာစားရှိတဲ့နော်ကိလေသာတရားတွေမဝင်အောင်တနည်းအားဖြင့်လိမ်မာအောင်ယဉ်ကျေးအောင်နီးမှလမ်းမှမြတ်စွာဘုရားပေးတဲ့နီးနဲ့ကြိုးစားအထောက် ရဟန္တာဖြစ်တယ်။အဲ့ဒီမှာတကယ်ကိုရင်ပန္နိတာကတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီကျမှတကယ်ဖြစ်သွားတယ်ဗောနော်။အဲ့ဒီမှာမြတ်စွာဘုရားစောစောကဘုဗုံတို့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်စိတ်ကိုနော်ဆုံးမအောင်ဆုံးမနိုင်အောင်ကြိုးစားကြတယ်ဆိုတဲ့အတိပဲရှိတဲ့ဂါထာကိုမြတ်စွာဘုရားအဲ့ဒီမှာဟောတယ်။ဥဒကေညိနယံတိနိဋ္ဌိကဥတုဂါရဓမယံတိဒေသနံဓာရုံဓမယံတိတစ္ဆကအတ္တနာဓမယံတိပန္နိတာတဲ့။ဥဒကေညိနယံတိနိဋ္ဌိကာ နိဋ္ဌိက လေသမားတို့သည်ဥဒကရေကိုနေရန်တိကိုလိုချင်တဲ့နေရာကိုရောက်အောင်ယူကြတယ်တဲ့အရေယူတယ်ဆိုတော့မြောင်းလေးတွေပြီးတော့ယူရတာပေါ့နော်လေသမားတွေကရေကိုကိုလိုတဲ့နေရာကိုယူကြတယ်ဥဒုကာရဓမယန္တိတေဇနဥဒုကာရလေသမားတို့သည်တေဇနမြားတံကိုဓမယန္တိအပူပေး၍ဖြောင်းရတယ်မြားတံလေးကဖြောင်းနေမှကိုပြစ်ချင်တဲ့ပြစ်မှတ်ကိုတန်းတန်းမှတ်မှတ် မှန်နိုင်မှာကိုမြတ်ကဝိဝိုက်နေတယ်ဆိုလို့ရှိရင်ကိုပြစ်ရှင်တဲ့ပြစ်မှတ်ကိုမှန်အောင်ပြစ်ဖို့မဖြစ်နိုင်အဲ့လိုပဲဘုန်းဘုန်းတို့စိတ်ကလေးကလည်းဖြောင်းနေမှာသူတိတယ်ရှိတာကိုသူကမှန်မှန်ကန်ကန်သိနိုင် ပြစ်မှတ်ကိုမှန်သွားတယ်လို့မျိုးဖြောင်းနေတဲ့မြားတံဖြင့်ပြစ်မှတ်ကိုမှန်တယ်လို့မျိုးဖြောင်းတဲ့စိတ်နဲ့ဘုန်းဘုန်းတို့ဟာတဘာဝတရားတွေအကြောင်းကိုမှန်မှန်ကန်ကန်သိနိုင်ဟုတ်လားနောက်ပါပြောတော့ဥဒကေကြီးနေယတိနိဋ္ဌိကဥဒုကာရဓမယတိတေဇနံဓာရုံဓမယတိတစ္ဆကာ ဓာရုံဓမယန္တိတစ္ဆကတစ္ဆကလက်သမားဆရာတို့သည်ဓာရုံတစ်သားကိုဓမယန္တိကိုလိုချင်တဲ့ပုံသဏ္ဍာန်ဖြစ်အောင်ဖန်တီးကြပြီဟုတ်လားအစတော့တေးရင်ထုံကြီးပဲလေဒါပေမဲ့ပြုပြင်ဖန်တီးလိုက်ပြီဆိုလို့ရှိရင်ပရိဘောကအတုံးဆောင်လည်းဖြစ်နိုင်တယ်စောတော့ကပြောလို့ယင်တွေရဲ့အစိပိုင်းလည်းဖြစ်နိုင်တယ်နောက်ဆုံးနော်နေရုပ်ထုလည်းဖြစ်နိုင်တယ်စင်တုတော်လည်းဖြစ်နိုင်တယ်ဒီတေသအရင်တုန်းကဟုတ်လားအဲ့လိုပဲဘုန်းတို့ရဲ့စိတ်ကိုဘုန်းတို့ကနီးမှလည်းမှစနစ်တကျ တော့ပြုပြင်ဖန်တီးနိုင်မယ်ဆိုလို့ရှိရင်မမြုံမနိုင်တဲ့အကျိုးရလက်တွေရနိုင်တယ်ဒါလေးတွေကဒေသနာကိုချဲ့တွင်ပြီးတော့တွေးဖို့ဘုံဘုံပြောတာပါဟုတ်လားဒါမြတ်စွာဘုရားကကိုရင်တွေးခဲ့တဲ့အတွေးတွေကိုတိတော်မူမြင်တော်မူလို့ဒီဥမာလေးတွေကိုထည့်ပြီးတော့ပြောတာလေသမားတွေကရေကိုကိုလိုတဲ့နေရာရောက်အောင်ယူကြတယ်လေသမားဆိုတော့ရေကိုရောက်ကိုလိုချင်တဲ့နေရာရောက်အောင်ယူနိုင်တဲ့အစွမ်းရှိရမှာပေါ့နော်လေသမားဆိုရင်လည်းမြားတံကိုတော့ဖြောက်အောင်လုပ်နိုင်တဲ့အစွမ်းရှိရမယ် မြားတမ်းမှာဖြောင်းအောင်မလုပ်နိုင်တဲ့လေးသမားဟာဘလို့လုပ်ပြီးတော့မှသူပြည့်ရှင်တဲ့ပြင်မှတ်ကိုမှောင်အောင်ပြည့်နိုင်တဲ့လေးသမားဖြစ်မှာမဟုတ်ဘူးเนาะအဲ့လိုပဲလက်သမားဆရာဆိုရင်လည်းသူဖြစ်ချင်တဲ့ပြိဘောကပြည့်စီဖြစ်အောင်လုပ်နိုင်တဲ့အစွမ်းရှိရမယ်နောက်ရှင်လက်သမားဆရာဟုတ်မှာဖြစ်မှာမဟုတ်ဘူးเนาะရေမှကိုလိုတဲ့နေရာမယူနိုင်ဘူးဆိုရင်လေးသမားမဖြစ်နိုင်ဘူးမြားတမ်းမှာမဖြောင်းနိုင်ဘူးဆိုရင်လေးသမားမဖြစ်နိုင်ဘူးကိုလိုချင်တဲ့ပုံစံမှာဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်လက်သမားမဖြစ်နိုင်ဘူးအဲ့ဒါလိုပဲတဲ့နောက်ဆုံးကြတော့ပြောတော့ အတ္တနံဓမယန္တိပန္တိတာတဲ့ဒါကတော့နော်ဒကာတော်မတို့ရဲ့စိတ်ထဲမှာစွဲနေတဲ့မြတ်စွာဘုရားရဲ့အဆုံးအမနော်အတ္တနံဓမယန္တိပန္တိတာပန္တိတာအမျှော်မြင်ရှိကြတဲ့အကြောင်းအကျိုးသိကြမြင်ကြတဲ့နော်ဘာလို့ရင်ဘာဖြစ်မဲဆိုတာကိုနားလေကြတဲ့ပညာရှိကြတဲ့ပုဂ္ဂိုလ်တွေအတ္တနံမိမိကိုယ်ကိုတနည်းအားဖြင့်မိမိစိတ်ကိုဓမယန္တိစောစောကပြောသလိုယဉ်ကျေးအောင်မယိုင်းဆိုင်အောင်ဆုံးမကြတယ်တဲ့ ရေကိုကိုလိုတဲ့နေရာမှာမယူနိုင်ရင် လေသမားမဖြစ်နိုင်ဘူး။မြားသမားမဖြောင့်နိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဘူး။ဟုတ်လား။အဲ့လိုပဲကိုလိုချင်တဲ့ပုံစံမှာတက်သားကိုဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်ဒါလေသမားမဖြစ်နိုင်ဘူး။နောက်ဆုံးစကားကျတော့ဘလို့ပြောမလို့ကိုစိတ်ကိုမှမဆုံးမနိုင်ဘူးဆိုရင်ဒီလိုဟာပညာရှိမဖြစ်နိုင်ဘူး။ဩဒီလိုမျိုးတွေးရမှာနော်။ဒါကြောင့်ဒီကထာလေးတွေကိုဖုံဖုံတို့ကြည်ချင်းအဖြစ်ကိုစိတ်ကိုဆုံးမရတာခက်ခဲတယ်။မလွယ်ကူဘူးဆိုတာကိုဖုံဖုံတို့ เนาะติถาတော့လည်းပဲဒီခက်ခဲတဲ့ကိစ္စကိုเนาะဖြစ်မြောက်ဘုံဘုံတို့ကြိုးပမ်းအားထုတ်ဖို့မလိုဘူးလားတို့လည်းเนาะအဲ့ဒါကိုဘုံဘုံတို့လုံမတာလင်းလိုချင်တဲ့ချမ်းသာရမှာเนาะခက်တယ်ဆိုပြီးတော့မလိုပဲပြစ်ထားမယ်ဆိုလို့ရှိရင်စိတ်ကိုလွတ်ထားမယ်ဆိုလို့ရှိရင်လိုချင်တဲ့ချမ်းသာကရမှာမဟုတ်ဘူးတကယ်တမ်းကလောကမှာခက်ဆုံးကလည်းဒီအလုပ်ပဲလို့ဘုံဘုံကတော့ထင်ပါတယ်ဟုတ်လားအဲ့ဒီခက်တဲ့အလုပ်ကိုမလုပ်ဘူးလွယ်တဲ့အတိုင်းပဲဘုံဘုံတို့ဖြစ်သလိုပဲနေမယ်ဆိုရင်တော့ ဒါကချမ်းသာဖို့အကြောင်းမရှိဘူးကိုယ်စိတ်ကိုပုံမှန်တော့လွတ်ထားဖို့ဆိုတာလွယ်ပါလေဒီတိုင်းပဲထားလိုက်ုံပဲလေအိဋ္ဌာယုံနဲ့တွေ့ရင်လောဘအနိဋ္ဌာယုံနဲ့တွေ့ရင်ဒေါသဒါကပုံမှန်သွားနေကြလမ်းကြောင်းပေါ့လွယ်လဲလွယ်ပါလေဘာမှခက်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 ပုံမှန်တော့ကြိုးပမ်းစရာမလိုဘူးအာယုံကောင်းနဲ့တွေ့ရင်ပုံမှန်တော့ကြိုက်မှာနော်အာယုံရိုးနဲ့တွေ့ရင်ပုံမှန်တော့မိုက်မယ်ပေါ့နော်ဒီလိုသွားတာဒါလွယ်ပါလေဒါပေမဲ့အဲ့ဒီလွယ်တဲ့လမ်းစဉ်ကပုံမှန်တော့လိုချင်တဲ့ကောင်းကျိုးရလက်ကိုဖြစ်စီမှာမဟုတ်ဘူးဟုတ်လား ဟာအိဋ္ဌာယုံနဲ့ပဲတွေ့တွေ့နေဋ္ဌာယုံတွေ့တွေ့ငါစိတ်ကိုမယိုင်းစေရဘူးအမှန်သိမှုဉာဏ်ပညာကိုပဲဖြစ်ထွန်းစေရမယ်။နမေတ္တာတရားကိုပဲဖြစ်ထွန်းစေရမယ်။တိခံမှုခွန့်လွတ်မှုကိုပဲဖြစ်ဖြစ်ထွန်းစေရမယ်လို့အဲ့လိုကိုယ်စိတ်ကိုမကောင်းတဲ့ဘက်ကိုမရောက်စေဘဲနဲ့ကောင်းတဲ့ဘက်ကိုရောက်အောင်ဘုဖုံတို့စုံမရတဲ့အလုပ်ဆိုတာလွယ်မလားမလွယ်ဘူး။စိတ်ဆိုတာနေရရှိတဲ့သဘောကိုစောစောကရည်လိုပဲသူကဟုတ်လား။ကိုလိုတဲ့နေရာရောက်အောင်လုပ်ဖို့ဆိုတာအားဆိုင်ရ။ဒီတိုင်းပြစ်ထားမယ်ရှင်တော့ရေကသူ့အတူနေရာ เนาะအပေါက်ရှာပြီးတော့စီးသွားမှာပဲလေဟုတ်လားဒါကြောင့်ခက်တယ်ဆိုပြီးတော့ဘုန်းဘုန်းတို့မလုပ်ရင်လိုလားတောင်းတတဲ့ကောင်းကျိုးဟာပြည့်စုံမှာမဟုတ်ဟုတ်လားအင်းအဲ့ဒီခက်တဲ့ကိစ္စကိုပဲငါဖြစ်မြအောင်လုပ်မယ်ဆိုလို့ရှိရင်ဘာလို့ကိုလိုချင်တဲ့ကောင်းကျိုးချမ်းသာကိုရမယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားလေသမားတွေဟာရေကိုယူကြတယ်လေသမားတွေဟာမြားကိုဖြောင်းကြတယ်လေသမားတွေဟာတက်သားကိုလိုချင်တဲ့ပုံစံဖြစ်အောင်ဗန်ဒီလောက်ကန်ကြတယ်အဲ့ဒါလိုပဲအမျော်မြင်ရှိတဲ့ဉာဏ်ရှိတဲ့အကြောင်းအကျိုးသိကြမြင်ကြတဲ့ ညာရှိတယ်လို့ဆိုတဲ့ပုံကိုယ်တွေဟာအရေးကြီးတဲ့အလုပ်လို့ဆိုတဲ့ကိုယ်စိတ်ကိုစုံမတဲ့အလုပ်ကိုကြိုးစားကြတယ်တဲ့ဟုတ်လားအဲ့တော့လို့ဆိုရင်ဘုံဘုံတို့ကိုယ်စိတ်ကိုဘလို့စုံမမလို့ဩဒါကအရေးပါတဲ့မိကုံဖြစ်သွားပြီနော်ကိုယ်စိတ်ကိုဘုံဘုံတို့လိမ်မာအောင်ယဉ်ကျေးအောင်ဘလို့စုံမမလို့ဒါကိုယ်စိတ်ကိုဘလို့စုံမမလဲဆိုတဲ့မိကုံရဲ့အဖြစ်လိုရင်းတူရှင်လေးဘုံဘုံတို့ တန်တုတာမဏေကိုအကြောင်းပြုပြီးတော့ဟောထားတဲ့ဂါထာတော်မှာတွေ့ရတယ်။အဲဒီကနေ့ညဘုံဘုံကအဲ့ဒီဂါထာလေး၃ပုဒ်ကိုခုနှစ်ပုဒ်ရှိပြီနော်ပြောတာ။ဂါထာလေး၃ပုဒ်ကိုဆက်ဆက်ပြီးတော့ဘုံဘုံကပြောနေတာဟုတ်လား။အစီအစဉ်လေးချပြီးတော့ပြောနေ။အဲ့ဒီတန်တုတာမဏေကိုအကြောင်းပြုပြီးတော့ဟောတဲ့ဂါထာလေး။ကိုရင်တန်တုလူထွက်ခြင်းလို့အရင်ဘဝကဘီလူမတော်အရင်ဘဝအမေတော်ခဲ့တဲ့ဘီလူမကဒီကိုရင်ရှိနေတော့သူက သူ့ဘလူးလောကနတ်လောကမှာသူကမျက်နာပွင့်တော့ကိုရင်ကိုမထွက်စေချင်ဘူးအရင်ဘဝသူ့သားကိုရင်ကအဲ့ဒါနဲ့ဒီဘလူးမကဝင်ပုပြီးတော့တကယ်လို့သာထွက်မယ်ဆိုလို့ရှိရင်ဘလူးမငါလက်ကမလွတ်เสียရအောင်ငါမဖြစ်ဖြစ်အောင်နှိပ်ဆက်မယ်ဆိုပြီးတော့ကိုရင်ကိုဝင်ပုပြီးတော့ဟုတ်လားအဲ့ဒီအကြောင်းရံမြတ်စွာဘုရားလက်ထက်ကဖြစ်ခဲ့တာရှိတယ်နောက်တော့ကိုရင်သာနုကလူမထွက်ပါဘူးနောက်တော့သူကတရားဟောကောင်းနေနောက်ဆုံးရဟန္တာဖြစ်တယ် အဲ့ဒီကိုရင်တာနုကိုအကြောင်းပြုတယ်မြတ်စွာဘုရားဟောတဲ့ဂါထာအလွန်ထင်ရှားတယ်အလွန်လက်ကောင်းတယ်အဲ့ဒီဂါထာလေးကိုဘုန်းဘုန်းတို့အလွန်တရားမှအတိပဲပြည့်ဝတဲ့အတွက်ကြောင့်စိတ်ကိုစုံမဖို့အတွက်အတူဆုံးနီလန်းပေးထားတဲ့အတွက်ကြောင့်စိတ်ထဲမှာမှတ်မှတ်သားသားလေးဖြစ်အောင်နားစီခြင်းတယ်ပေါ့နော်။ဘာပြောထားတုံးဆိုတော့ဣဒံပုရိစိတ်တမစာရိစာရိကံယေနိစကံယထကံမယထဒုက္ခံတတိဇာဟနေကနိတံမိယောနိတောဟဋ္ဌိပပိနံဝေယအင်ကုတကဟောတဲ့ ဂါထာကြီးဂါထာဆိုရတော့နည်းနည်းခက်တယ်။ဣဒံပုရိစိတ်တမစာရိစာရိကံယေနိစကံယထကမယထဒုက္ခ။ဒီကြတော့စိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရားဘလို့ပြောတော့။ပုရိရှိခါကာလ၌ဣဒံစိတ်တံဤစိတ်တည်ဆိုလိုတာရှိတုန်းကစပြီးတော့ခုချိန်ထိတိုင်အောင်တတ္တဝါရရဲ့စိတ်ဘုသူစိတ်ဘဝစိတ်လို့မကန့်တတ်ဘူးစိတ်မှန်သမျှပေါ့ဗျာဟုတ်လား။စိတ်တည်ရဲ့သဘောဘလို့ရှိတော့ ਨੇ ။ဟိုရှိတုန်းကစပြီးတော့ဒီကနေ့တိုင်အောင်ဣဒံစိတ်တံဤစိတ်တည် ယထကာမယေနိစကံယထကာမယထဒုက္ခံယေနိစကံအလိုရှိတိုင်းယထကာမအလိုရှိရာယထဒုက္ခံကောင်းလို့ရာရာစာရိကံလှဲ့လေခြင်းကိုအစရိလှဲ့လေခဲ့ဘူးလားလေပြီတကယ်ဓမ္မတို့ဘုန်းတို့ရဲ့စိတ်ကအိုးဘောတန်တရားကာလတလျှောက်ဒီကနေ့တိုင်အောင်သူဟာထင်းသလိုကျက်စားလာခဲ့တယ်အာယုန်နေရဲ့ပုံမှာထင်းသလိုကျက်စားလာခဲ့တယ်အဲ့လိုထင်းသလိုကျက်စားလာတယ်ဆိုတာကိုမြတ်စွာဘုရားဘယ်လိုလေးပုံဖော်ပြတာအဲ့ဒါလေးကိုဘုန်းဘောအလွန်ပြောခြင်း ရေနိစ္စကံယထကံမှာယထတုခံစကလုံးလေး၃လုံး၃လုံးရေနိစ္စကံအလိုရှိတိုင်းယထကံမှာအလိုရှိရာယထတုခံကောင်းလို့ရာရာအဲ့ဒါဘုံဘုံစိတ်ထဲမှာဘလို့နားလေသွားတော့ဘလို့တွေးမိတော့ဆိုတော့အော်စိတ်ဆိုတာနော်ကောင်းလို့ရာရာ तू ကောင်းမယ်ထင်တဲ့အာယုန်နေပေါ်မှာကျက်စားတာဟုတ်လားယထတုခံကောင်းလို့ရာရာအဲ့ဒီ तू ကောင်းတယ်ထင်တဲ့အာယုန်ပေါ်မှာ तू ကောင်းတယ်ထင်တဲ့အာယုန်မှာကျက်စားတဲ့အခါမှာလည်းပဲအဲ့ဒီကောင်းတယ်ဆိုတာတဲကိုမှာ သူကဘာထက်ပြီးတော့ရွေးချယ်လာတော့ဆိုတော့နော်ကောင်းတယ်ဆိုတာတည်းကမှသူကကြိုက်တာကိုထက်ရွေးတယ်ဟုတ်လားနော်ကောင်းနိုင်တယ်ဖုံဖုံတော့ကြိုက်တာမဟုတ်ဘူးလေဟုတ်လားစတော့ကောင်းမယ်ထင်တာကိုရွေးပြီးတော့ကျဆားတယ်အဲဒီကောင်းမယ်ထင်တာတည်းကမှကိုစိတ်ကြိုက်ကိုကြိုက်တာထက်ပြီးတော့ရွေးတယ်ပေါ့အဲဒီကြိုက်တာကိုတွေးပြီးဆိုရင်တော့ရေနှိပ်စကံအလိုရှိတိုင်းတဲ့အလိုရှိတိုင်းဆိုတာကတော့အတိုင်းအဆမရှိတော့ဘူးပေါ့နော်ဒီတည်းပဲသူက တဝဲလေလေနဲ့မထွက်နိုင်မင်းနဲ့စစ်စားနေတော့တာစိတ်ရဲ့သဘောလေးကိုဘုံဘုံကအမျက်စွာဘုရားပြောပြတဲ့စကလုံးလေးတွေကိုကိုတွေးမိတာလေးတွေကိုဖြော့ပြတာဟုတ်လားကောင်းတယ်ထင်တာတည်းကမှကြိုက်တာကြိုက်တာကိုတွေးပြီးဆိုရင်တော့ကြိုက်တဲ့လောက်သူကသွားတယ်ဆိုတဲ့သဘောစိတ်ရဲ့သဘောနော်အဲ့ဒါရှေးကာလကစပြီးတော့ဒီကနေ့တိုင်အောင်ဒီစိတ်ဟာဒီပုံစံနဲ့သူထင်းတယ်လို့ကြက်စားလာခဲ့တာပေါ့နော်အထင်ရင်ကိုမရှိဗယံပဒါဒီလိုလာခဲ့တာအဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုဥမာပေးတော့ အင်ကုတကဟောတဲ့ချွန်းကင်သောရှင်တိန်သည်ဟဋ္ဌိပဝေနအမုံရသောရှင်ကိုနေကနာတိဝိယနှိတ်ကုဆုံးမတဲ့ကဲ့သို့ဣဇာယနေ့အဟံငါသည်တန်စိတ်တန်ထိုဖြစ်ရှင်တိုင်းဖြစ်နေတဲ့ဒီစိတ်ကိုထိုစိတ်ကိုယောနိသောယောနိသောမရတိကာရလို့ဆိုတဲ့တင့်တင့်လျှောက်ပတ်မှန်ကန်စွာတွေးတော်ဆင်ခြင်နိုင်ရင်လို့ဆိုတဲ့ယောနိသောမရတိကာရဖြင့်နေကနိတာမိနှိတ်ကုပေအံဆုံးမပေအံဒီကြတော့သူကနှိတ်ကွတ်တယ်ဆိုတဲ့စကားကိုသုံးတယ်ဟုတ်လား အဲ့ဒါမြတ်စွာဘုရားဘယ်လိုဥမာပေးတော့နော်ချုံးကင်ထားတဲ့ဆင်တိန်းဟာအမှုံရစ်တဲ့ဆင်ကိုဆုံးမသလိုနှိတ်ကွတ်သလိုတဲ့ဟုတ်လားအော်ဆင်ကိုဘုန်းဘုန်းတို့ဆုံးမတဲ့နေရာမှာဆင်ကိုနိုင်အောင်ကင်တဲ့နေရာမှာလက်ချီဗလာတက်တက်နဲ့သွားပြီးတော့ကင်လို့မရဘာပါရမလို့ချုံးပါရမယ်နော်အဲ့လိုပဲဘုန်းဘုန်းတို့ရဲ့စိတ်ကိုဘုန်းဘုန်းတို့ကင်တွယ်တဲ့နေရာမှာဘာမှဘုန်းဘုန်းတို့အသိဉာဏ်ပညာမရှိဘဲနဲ့ ဖို့ရှိကိုလိမ္မာခြင်းလိမ္မာသေးခြင်းနဲ့ယဉ်ကျေးသေးခြင်းနဲ့ဆိုတဲ့ဆန္ဒတစ်ခုလောက်နဲ့ဘုံဘုံတို့ဆုံးမလို့မရဘူး။အမုံရစ်တဲ့ရှင်ကိုဆုံးမမယ်ဆိုရင်ချွန်းဆိုတဲ့လက်နဲ့ရှိဖို့လိုတယ်လို့။နော်ဒီစိတ်ကိုဘုံဘုံတို့ဆုံးမမယ်ဆိုလို့ရှိရင်လည်းလက်နဲ့လိုတယ်ပေါ့နော်။အဲ့ဒီလက်နဲ့ကိုဒီနေရာမှာမြတ်စွာဘုရားပါပြောဆိုယောနိတော်လို့ပြောတယ်။ယောနိတော်ဆိုတာယောနိတော်မနတိကာလကိုပြောတာ။နော်ယောနိတော်မနတိကာလဆိုတာနော်လမ်းကြောင်းမှန်မှန်တွေးတဲ့သဘောပေါ့။လမ်းကြောင်းမှန်မှန်တွေးတာ။ သူစင်စင်းစားတာဆင်ကျင်တာတွေးတောတာလမ်းကြောင်းမှန်တယ်။မှန်တဲ့အတိုင်းသူတွေးတောတတ်တယ်ဆင်ကျင်တတ်တယ်။နှလုံးသွင်းတတ်တယ်အဲ့ဒါကိုပါခေါ်တော့ရှင်းလို့တော့မနေသိခါတာ။